ခင်လေးစားအပါတော်မိဘပြည်သူညီကောင်မမများအားလုံးပဲမင်္ဂလာပောင်းနှင့်ပြည့်စုံကြပါစေရှင်။မိဘပြည်သူများရှင်2015ခုနှစ်နိုဝင်ဘာလတရနေ့မှာရန်ကုန်မြို့ရှိပန်တာဟိုတယ်မှာကျန်းပါပလုတ်ခဲ့တဲ့လာရှိုအသင်းရဲ့ဓမ္မအကျင့်နှစ်ပတ်လည်စုံညီစည်းဝေးခမ်းနာကိုမိဘပြည်သူများသိရှိစေနိုင်ဖို့ရိုက်ကူးထုတ်လွှင့်ပေးကြပါတယ်။ ကန္နာကိုတော့နေ့လယ်၃နိုင်ချိန်မှာစတင်ကျင်းပပြုလုပ်ခဲ့ရအကန္နာစစ်စင်ရလာရှုအသိရဲ့နာဂဖြစ်တဲ့ဒေါက်တာဆမ်ဆန်ထွန်းမှအဖွင့်မှာစကားပြောကြားခဲ့ပါတယ်။ဖွဲ့စည်းရနိုင်ငံရေးဖွဲ့စည်းတော့မဟုတ်ပါဘူး။ကျွန်တော်တို့ကဘာသာရေးဖွဲ့စည်းဖျားဖျားနှုတ်ခွန်းဆက်ရင်ဤကုန်းကျုပ်ပါလား။ရိနမှာတော့ ဥက္ကဋ္ဌဖြစ်တဲ့ဒေါက်တာဒေါ်အေးအေးမှနှုတ်ခွန်းဆက်ကပြောကြားပေးခဲ့ပါတယ်ရှင်ဒီတစ်နှစ်မှာလာရွှေစင်းရဲ့ဆောင်ရွက်ချက်လေးများကိုအချင်းချုပ်ပြင်ပြရမယ်ဆိုလို့ရှိရင်တော့လာရွှေစင်းဟာဒီစီနီအားလုံးကတို့လာရွှေသူလာရွှေသားတွေအားလုံးပဲကိုယ်တိုင်ကိုကြပါဝင်လှုပ်ဆောင်ထားတာဖြစ်ပါတယ် အထူးသဖြင့်ထော်ပြရဲ့အပိုင်းမှာဆိုလို့ဆက်လက်ပြီးတနစ်တာလှုပ်ရှားမှုများနဲ့ပတ်သက်ပြီးအထူးတွေတွင်ရမှုဥဆိုးထွန်းဆောင်မှရှင်းလင်းတင်ပြခဲ့ပါတယ်။ဆရာကြီးဆရာမကြီးတွေရောတွေ့ရတဲ့နောက်တကယ်ချင်းဆောင်နေတဲ့ကျောင်းကြီးမှာတွေ့ရတဲ့အာဒီလူကြီးတွေကိုလည်းကျွန်တော်တွေ့ရတဲ့ခက်လည်းကျွန်တော်အများအောင်မောင်းတာပါပဲ။အားလုံးလည်းကျေးဇူးတင်ပါတယ်။ဒီနေ့ကတော့ကျွန်တော်အတိအဟောပေါ့နော်ကျွန်တော် last show အသင်းရန်ကုန်ရဲ့ဒီ2014 2015အာကျွန်တော်နာမည်ကစိုးထွန်းဆောင်ပါ။ ကျွန်တော်ဒီလာရှိုးတင်းရံကုန်ရဲ့အဲအတွေ့အမှုဟိုပါဘောနော်တာဝန်ယူထားပါတယ်အဲဒီလာရှိုးကိုကျွန်တော်တို့ဒီအသင်းကိုဘောနော်ကျွန်တော်တို့တွေကအော်ဒီစပြီးတော့မှ ထူထောင်စင်ကလေးကပါဝင်ခဲ့တာဗောနော်ဆိုတော့ကျွန်တော်တို့ဒီတငယ်ချင်းတွေအားလုံးစုပြီးတော့မှဒီလာရှိုးတင်ကိုစပြီးထူထောင်ခဲ့တာအဲဒီနေ့ကတော့ကျွန်တော်တို့ဒီလာရှိုးအသင်းရန်ကိုရဗောနော်ညီကောင်မောင်တို့အားလုံးစုစုစည်စည်နဲ့ပျော်ပျော်ရွှင်ရွှင်နဲ့ကျွန်တော်တို့ဒီနှစ်ပတ်လည်ကြီးကိုကျွန်တော်တို့ကျင်းပမယ်ဗောနော်ဆိုတော့အားလုံးလည်းပျော်ရွှင်နေပါစေလို့တော့ကျွန်တော်အမတရားစကားလေးတစ်ခုကိုကျွန်တော်ပေးချင်ပါတယ်နော်ဗောနော်အဲအသင်းဝင်တွေကိုလည်းကျွန်တော်တို့ဒီနေ့လိုပဲဗောနော်နောက်နေ့တွေနောက်နေ့တွေမှာဒီလိုဒီနှစ်ပတ်လည်ပွဲမျိုး ဒါမှမဟုတ်လည်းအခြားသောလှုပ်ရှားမှုတွေမှာရှိတယ်ဆိုလို့ရှိရင်လည်းပါဝင်ပြီးတော့မှကျွန်တော်တို့နဲ့အတူဝင်ရောက်အပူပေါင်းလှုပ်ဆောင်ကြဖို့အတွက်ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်။အဲဒီနောက်မှာတော့ဘန္နာရီမှုဖြစ်တဲ့ဒေါ်ချိုချိုဝင်းမောင်ဘန္နာရီရှင်တန်းတင်ပြပါမယ်။အစီအစဉ်ဆက်တင်ကြည့်ဆောင်တဲ့အချိန်မှစပြီးအစီအစဉ်ခံတဲ့ကာလအထိအသင်းရဲ့လက်ရှိအသင်းရဲ့စုစုပေါင်းလက်ကျန်ဝင်အနေနဲ့ကတော့969သိန်းကျော်ဖြစ်တယ်။အဲဒီနောက်မှာတော့အလူရှင်များကိုဂုံပြုတ်ပတ်ကျန်များပေးအပ်ခဲ့ကြပါတယ်ရှင်။ ရင်းနှောင်းမှာတော့2014 2015တက္ကသိုလ်ဝင်ဆောင်ပွဲမှာထူးချွန်စွာအောင်မြင်ခဲ့ကြတဲ့အကြောင်းသားကျောင်းသူများအတွက်ပညာရေးကျွန်းစုပေးဝဲကိုလည်းဆက်လက်ကျင်းပပြုလုပ်ခဲ့ပါတယ်။ရင်းနှောင်းမှာတော့တက်ကြီးဖူးဖားများကိုပူဇော်ကြော့ခြင်းကိုလည်းပြုလုပ်ခဲ့ကြပါတယ်ရှင်။လိုက်တာပြင်ရတာရပါတယ် ကျွန်တော်နာမည်ဦးဆိုင်ခွန်နောင်ပါဒီမှာဒုတိယဥက္ကဋ္ဌအနေနဲ့တောင်းရင်ထားပါတယ်အဲလာရှိုးရန်ကုန်တင်းဖွဲ့စည်းပြပုတ်ကပေါ်တော့ဒီလာရှိုးသားတွေပေါ့နော်လာရှိုးနဲ့ဆက်နွယ်နေတဲ့သူတွေရန်ကုန်မှာကိုယ့်အကူအတက်ဝေမောင်းချောင်းလုပ်နေတဲ့ခါမှာအဲလိုအပ်လို့ရှိရင်တရားတော်ကူညီနိုင်အောင်ပေါ့နော်တရားတော်ဆက်တွယ်ရအောင်ဆိုပြီးတော့အဲအဓိကဟိုဒီရွေချက်နဲ့ဖော်ပြတာပါအရှင်းပါတယ်လာရှိုးအတင်းနေတဲ့ကောခြားမြို့နယ်အတင်းနေတဲ့တူတူပါပဲဘာလို့လဲဆိုတော့ကျွန်တော်တို့ခုနပြောခဲ့သလိုပဲလာရှိုးအတင်းက ဒီရောက်နေတဲ့ရန်ကုန်ရောက်နေတဲ့လာရှုတူလာရှုသားတွေလာရှုနဲ့ဆက်နွယ်ပတ်တက်ခဲ့တဲ့လူတွေအတွက်ပေါ့နော်တယောက်နဲ့တယောက်နွေ့နွေ့ထွေးထွေးရှိပြီးတော့တယောက်ခက်ခဲကိုတယောက်ကူညီဖြည့်ရှင်းနိုင်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့အဓိကဖွဲ့ထားခြင်းဖြစ်ပါတယ်ဒီတင်းရေရှည်တိတက်အောင်ကကျွန်တော်တို့အဓိကတော့ဟိုလာရှုတူလာရှုသားရဲ့လာရှုနဲ့ပတ်တက်ဆက်နွယ်တဲ့လူတွေအားလုံးက စီစီရုံးရှိနေပြီးတော့ဒီအတင်းရရှိတီတန်းအောင်အားလုံးကပေါ်ဆောင်ခြင်းနဲ့ဆန္ဒရှိတာပေါ့နော်အဲဒါကြောင့်မို့ဒီအတင်းကိုရရှိတီတန်းအောင်ဆိုကျွန်တော်တို့ရဲ့လာရှိုးအတင်းရဲ့လှုပ်ရှားမှုတွေကကျွန်တော်တို့ဟိုတဖြည်းဖြည်းပေါ့နော်ခက်ဆစ်စိတ်တွေလှုပ်တော့ပြီးတော့တရတရနွေးထွေးမှုစီယုံမှုရအောင်ယူပြီးတော့ဒီအတင်းကိုရရှိတီတန်းအောင်တိုးတက်ဖို့စီရင်ရှိပါတယ်အဲ့နောက်မှာတော့လာရှိုးအသင်းရဲ့ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ဦးဆိုင်ခွန်အောင်မှကျေးဇူးတင်စကားပြောကြားပေးခဲ့ပါတယ်ရှင်။အလုံးစဲရှိကြပါတယ်။အဲ့တော့ကျွန်တော်တို့လာရှိုးဒီကုလနာဂါကြီး ျွန်တော်တို့မိတ်ဆွေပေါင်းစုပဲခင်ဗျာကြပါချင်းကလေးစားပါတော့မိဘပြည်သူညီကိုမမများရှင်အခုဆုံးလို့ရှင်တော့2015ခုနှစ်နိုဝင်ဘာလတရနေ့မှာရန်ကုန်မြို့ရှိပန်ချောင်းဟိုတယ်မှာကျင်းပပြုခဲ့တဲ့ Glass Show အသင်းရဲ့တမအကျင်းနှစ်ပတ်လည်စုံကြီးစည်းဝေးခမ်းနားကြောင်းကိုမိဘပြည်သူများသိရှိစေနိုင်ဖို့တည်င်းမီရဲ့ကူထုံးနဲ့ပေးခဲ့ရမှာဖြစ်ပါတယ်။ကျမတို့ရဲ့ဒီကနေ့စီစဉ်တော့ ကြီးစုအားပေးတဲ့အတွက်ကိုလည်းကျေးဇူးတင်ပါတယ်ပါတယ်။မိဘပြည်သူညီကောင်မမများအားလုံးလည်းစိတ်ချမ်းသာခြင်းကိုအီချမ်းမှန်ခြင်းနဲ့ပြည့်စုံနိုင်ကြပါစေရှင်။